ဝင်ဝင်လက်ရွှဲမဲ့ဘဝရဲ့အကြောင်းလေးတွေဖြစ်ပေါ်တော့မယ်ဘဝမှာတိုးတက်ကောင်းမွန်တဲ့အနေအထားတွေအခြေအနေတွေအဆင့်အတန်းတွေဘဝတစ်စိုးချိုးပြောင်းလဲတော့မယ်မကောင်းတဲ့ချစ်သူအိမ်တော်ဘက်တွေနဲ့ဝေးပြီးတော့ကိုယ်ပံ့ပိုးပေးမဲ့ကူညီပေးတဲ့ကောင်းသောချစ်သူအိမ်တော်ဘက်တွေနဲ့ရရှိတော့မယ်ဘဝအဆင့်အတန်းမကောင်းတဲ့အလုတ်ကိုင်းတွေကနေ ခွဲခွာပြီးွားတော့ဘဝအဆင့်တန်းမြင့်မဲ့ကောင်းသောအလုတ်ကင်တွေကိုတိုးတက်ပြီးွားတော့ပြောင်းလဲတော့မယ်ဆိုလို့ရှိရင်ဖြစ်ပေါ်လာတတ်တဲ့နမိတ်လက္ခဏာလေးတွေရှိပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဆီယမကတော့လက်ခတ်ပီနေလက္ခဏာပညာရှင်ဆီယမထထတူဖြစ်ပါတယ်အဲ့ဒီနမိတ်လက္ခဏာလေးတွေကဘာလေးတွေလဲဆိုတော့ဗောလေသူကကိုဘွားကိုအထောက်ပတ်အကျိုးပြအကျိုးမဲ့မရှိတယ်တငယ်ချင်းအပေါင်းအသင်းနေနဲ့ခွဲခွာရနိုင်တယ်ကိုကိုဟိုဟာဗောနော်အเจ้า ဒီအလာဘာတလာဘာတွေပဲပြောမယ်ကိုတိုးတက်ကြီးပွားဖို့ကိုမနာလို့မရှုစိတ်ဖြစ်နေတယ်တငယ်ချင်းအရင်းနေလည်းဖြစ်ချင်ဖြစ်မယ်အဆွေမျိုးသားချင်းအရင်းနေလည်းဖြစ်ချင်ဖြစ်မယ်အဲ့ဒီလိုမျိုးအတိုင်းဝိုင်းကနေတွေ့ဖွဲ့ဝါတက်တယ်ကိုပေါင်းတဲ့တငယ်ချင်းတွေအဆွေမျိုးသားချင်းတွေကောင်းမွန်တဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေပေါင်းတဲ့နေရာကိုဘွားကိုတဆင့်ချက်တလှမ်းပေးမဲ့သူတွေပထမဆုံးမှာအိမ်မှာဟိုအဲပြားအောင်မြင်တာတို့ဘာလို့ညာအဲ့ဒါတွေထားပါတော့နော်ပထမဆုံးနံပါတ်1ဖြစ်လာမှာအဲ့ဒီလိုဖြစ်လာမှာ အဲ့ဒီလိုဖြစ်လာမှာဖြစ်လာပြီးွားလို့ရှင်အဲ့ဒီနံပါတ်၁မှာဖြိုင်းတူဝင်လာမှာဆရာသမားအထောက်ပတ်အကောင်းဝင်လာမှာကို့ဘဝကိုလက်တွဲပြီးတော့ဆွဲခေါ်သွားမယ်ကို့ထံငွေကြေးအရတော်၎င်းစီးပွားရေးအရတော်၎င်းပညာအရတော်၎င်းမြင်မာတဲ့ဆရာသမားအကြီးအကဲအထောက်ပတ်ကိုရရှိမှာဖြစ်ပါတယ်အမျိုးသမီးဆရာလည်းဖြစ်ခြင်းဖြစ်ပဲအမျိုးသားဆရာလည်းဖြစ်ခြင်းဖြစ်ပဲပေါ့နော် ဆီယမ်မာဝန်ထမ်းဘွားအလောက်ကင်ကြီးလုပ်ခဲ့တဲ့အစ်မပြေခဲ့ဘူးဝန်ထမ်းလုပ်ကင်မှာဆီယမ်မာကိုလက်တွဲခေါ်ပြီးမြဲဆီယာဆီယမ်မာသာတမားကောင်းမရှိတော့အော်ငါဘွားလေးဟာဒီတိုင်းမဲ့သွားတော့မှလားဘာပဲဖြစ်ဖြစ်လုပ်ငန်းဝင်မှလဲကိုရာလူတိုးဖို့ရိအဆင်ပြေဖို့ရိဆိုဆီယာကောင်းတမားကောင်းအထောက်ပံ့နေလိုအပ်တယ်အဲ့လိုတွေမရှိရဲဆီယာတမားကောင်းအထောက်ပံ့နေမရတော့ဘူးဆိုပြီးွားတော့ကိုကဆယ်စုနှစ်တစုကြာခဲ့တဲ့ဝန်ထမ်းအလုပ်မှာဝန်နေတမိမိနဲ့ခန်းစားတာပေါ့နော်အသေးခွဲသလိုတော့ဝန်နေတာမဟုတ် အော်ကိုနက္ခတ်ပင်ရဲ့လောကကိုရောက်တဲ့အခါမှာကို့အပေါ်မှာကောင်းကျိုးချမ်းသာတွေပေးမဲ့ကိုကိုပညာကိုသင်ပေးမယ်ဆရာသမားကိုကိုလက်တွဲခေါ်ပေးမယ်ပေါ့နော်ဆရာသမားအတွေ့အခောက်ပံ့ကောင်းတွေရရှိခဲ့တယ်အဲ့ဒီဆရာသမားအထောက်ပံ့ကောင်းတွေရဲ့အကူအညီကြောင့်မလို့ပညာရေးအရာတော်၎င်း ဟိုကို့နီးပညာပိုင်းပေါ့နော်ဥမာ ဖုန်းလေးလိုရင်တော့မှအဲဒီဖုန်းလေးတော့ဒီလိုလေးနေအလုံးမှာအလုံးလို့ဖို့အတွက်ဖုန်းလေးလိုတာရှိလားကဲသွားဝယ်ပါဖုန်းလေးလိုတာရှိလဲအဲ့လိုမျိုးငွေကြေးပန့်ပိုးပေးမယ်ပေါ့နော်အထောက်ပံ့ကောင်းလဲဆရာသမားကောင်းအကူညီမစားကောင်းတွေကိုရရှိခဲ့အဲ့ဒီရရှိခဲ့အလုံးတည်တာလေးကို့ဘဝတိုးတက်မယ်အလုံးကိုင်ဖြစ်ပါတယ်အဲ့တော့နံပါတ်1ကမိတ်ဆွေကောင်းဆရာသမားကောင်းနေတွေ့မယ်အဲ့ဒါနံပါတ်1အရေးကြီးဆုံးပဲအ နမနစ်ကခမုံးတဲ့အိမ်တော်ဘက်နေတော့ဘဝပြောင်းလဲလာပြီဆိုလို့ရှိရင်ကိုဘဝကိုဒုက္ခပေးတယ်ဒါဒုက္ခတော့မပေးဘူးဒါပေမဲ့အကျိုးလည်းမရှိဘူးဆိုရဲခမုံးတဲ့အိမ်တော်ဘက်နေအိမ်တော်ဘက်ဇနီးတယ်ဆိုလဲဇနီးတယ်အဲ့ဒါရင်လည်းကွဲကွာသွားမယ်ကို့ကိုကောင်းကျိုးချမ်းသာပေးမယ်အိမ်တော်ဘက်မျိုးတွေနဲ့တွေ့ရကန်နေမယ်အဲ့ဒါကိုကိုကမသိဘူးပထမအလောက်ကမကောင်းတဲ့အလောက်ကြီးငါတော့အလောက်ပြုတ်သွားပြီငါတော့အိမ်တော်ကြီးကွဲသွားပြီဝမ်းမနေနဲ့အဲ့ဒါဘဝ upgrade တစ်ချက်ညင်တာ ိရမစ်ပုံစံရှိတယ်ပိရမစ်ထိတ်ကိုတွက်ဖို့အတွက်ပိရမစ်အောက်ခြေကနေကြက်ကုတ်ကြက်ခဲနဲ့တက်လာတာပေါ့နော်အခုပိရမစ်ဟိုသွားပြီးတော့ဘဝ life ascendant ပိရမစ်ဆိုလို့ရှိရင်ပိရမစ်စီကိုသွားမယ်ပေါ့နော်ကိုင်းမြင်ရလူတွေစုပြုံပြီးတော့တက်ကြတာပေါ့အခုပိရမစ်အောက်ခြေမှာရုံးကန်ရုံးကန်ဝဲလဲဝဲလဲနဲ့ပျော့အောင်လို့ဖြစ်အဲ့ဒါနေပိရမစ်ထိတ်ကိုတက်တော့မယ်ဆိုတော့ပိရမစ်အောက်ခြေလေးတစ်ခုရောက်လာပြီပိရမစ်ထိတ်တော့မရောက်သေးပိရမစ်အောက်ခြေကိုရောက်လာပြီဆိုတဲ့သဘောတရားပေါ့နော်အဲ့ဒီလိုသဘောတရားလေးဖြစ်တာ ။နံပါတ်3ကကြတော့ဘဝအခြေအနေအစဉ်တန်းတိုးလက်ပြောင်းလဲမယ်ဆိုလို့ရှိရင်ကိုယ်အိမ်လေးကိုလင်းလို့တွေဝင်လာတာမျိုးတွေလည်းဖြစ်တတ်တယ်။ဆရာမရဲ့ဒါလက်တွေ့သူတေသနာပါ။စီဝါတက်ခန်ဒီလူတွေရဲ့အိမ်လေးကိုလင်းလို့တွေဝင်လာရင်လင်းလို့ဝင်လာရင်ကြဘိုးချွားမှာတော့သတိထားပေးရမယ်နော်။လင်းလို့တွေဝင်လာပြီဆိုလို့ရှိရင်သူစီဝါတက်တဲ့လက္ခဏာအမှတ်သားတွေဖြစ်နိုင်တယ်။နောက်တစ်ခုကအိမ်မြောင်ဆုတ်ထိုးတာပေါ့နော်။အိမ်မြောင်နေမကြခဏဆုတ်ထိုးတာ၊စူညံနေအောင်ဆုတ်ထိုးတာမျိုးတွေချစ်တတ်ပါတယ်နော်။ အဲနံပါတ်3အချက်ပြီးွားပြီเนาะအဲနံပါတ်4အချက်ကကြတော့ကိုယ့်ရဲ့စီးပွားရေးတွေကိုယ့်ရဲ့တိုးတက်အောင်မြင်မှုရေးတွေကိုယ့်ရဲ့ဒီမှာပေါ့เนาะအပေါင်းအသင်းမိတ်ဆွေခေါင်းနေနဲ့ကိုဟာတွေ့မယ်ဆိုလို့ရင်ကိုစိတ်ကလေးကကြမ်းတမ်းနေတဲ့အချက်ကလေးလေးပေါ့เนาะအဲငကိုတော့ရွက်ွက်ထဲမှာစိုးပိဒီလမ်းထဲကလူမိုက်ကိုကိုနည်းနည်းတားဆာတာမဖြစ်ဘူးဆိုတော့အဲ့အပေါင်းအသင်းနေနဲ့ကိုကခွဲခွာပြီးကိုရဲ့အပေါင်းအသင်းနေ mindset တွေပြောင်းလာ ဟဲ့ငါအရင်လိုမျိုးနှုတ်ကျန်းရှာကျန်းနဲ့ဖရုတ်တဝါစာတဖတ်ပလတ်ဝါစာအကျိုးမရှိတဲ့စကားတွေကိုပြောတာဖရုတ်တဝါစာစေးအတိုင်းမှရဲ့လို့ပြောတာငါမပြောတော့ဘူးငါကောင်းတဲ့အကြောင်းလေးတွေပြန်ငါပြောတော့မယ်နှုတ်မှုရေးရာကိုအမှုရာမှာယဉ်ကျေးလာတဲ့လိုက်တိလာတတ်တယ်ဟိုဗစကားတွေပြုံတိုးပြီးစီးသွားတယ်သူတပားကိုအကြီးကဲအသက်ကြီးရွယ်ဦးတွေကိုဗစကားနေရာနေထပြီးနေရာဖယ်ပေးတာကောင်းမှုကုသိုလ်တွေတအားလှုပ်ချင်လာတယ် ဆ iam မလေးစားပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နက်ခတ်ပေဆ iam မကြီးတယောက်ပေါ့နော်သမီးတော်တော်လေးနဲ့ဆ iam မကြီးဆ iam မနမည်မင်းကြီးတောင်းပန်ပါတယ်အဲ့ဒီဆ iam မကြီးရဲ့ဗီဒီယိုဖိုင်လေးကိုလွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းကအဲ့ဆ iam မကြီးဗီဒီယိုဖိုင်လေးပေါက်သွားတယ်အဲ့ဒီအမီအောင်လေးနဲ့ဆ iam မကြီးဝင်ပြီးပြောတာမျက်နှာလေးနဲ့ရဟန်းကျက်တင်ရှိတယ်ဒီဆ iam မကြီးပြောတာဟုတ်တယ်နမလေးအချက်ကတော့သူပြောသလိုအချက်လက်ကလေးတွေပါပဲဆ iam မကြီးဒီညားနေရှစ်ခိုးဥချပါတယ်ဆ iam မကြီးပြောခဲ့တိုင်းလေးလိုပဲဟိုပေါ့နော် ကိုယ့်ရဲ့အရင်ကြီးတဲ့တိမ်မွေးရဲ့အမူအရာတွေပေါ်လာတာခွေးတွေချောင်းတွေနာမည်တိရစ္ဆာန်တွေကိုတနာညာတာတက်လာတာလူကြီးမိဘတွေကိုရိုးရိုးတက်တက်ဆက်ဆံလာတာပေါ့နော်အဲ့ဒီအချက်လက်ကလေးဖြစ်ပါတယ်ကိုကအကုသိုလ်တွေဖြည့်ဆည်းနေတဲ့အချိန်မှာတစ်ဖက်သားကလည်းရိုင်းရိုင်းဆက်ဆိုင်ဆက်ဆံနေဇောက်ကန်းကန်းနေဆက်ဆံနေအလိုက်မသိဘူးအလိုက်မသိရလဲမတိုးတက်မကြီးပွားခြင်းအကြောင်းရင်းပဲအလိုက်မသိဘူးသူများအိမ်သွားတယ်အပိုက်တွေဖွာခဲ့တယ်ကိုအလုံးရှင်နေရာမှာအလုံးရှင်တက်တာအောင်လို့ဘာလေးတွေလုတ်ပေးရမလဲဘာလေးတွေပြင်ဆင်ပေးရမလဲ အလုံးရှင်တက်တာကိုကိုကရုံးပစ္စည်းကိုတက်တက်ရဲရဲကလေးတွေတုံးဆွဲလာဟောကိုနေရာမှာကိုတက်ရှင်းရေးလေးပဲလုံးလိုက်လာအဲ့လိုမျိုးအလိုက်မတိတဲ့တဲ့အမှုတွေကနေအလိုက်တိလာလိမ့်မယ်ရင်ကျေးချိုတာစွာနဲ့ပြရဝါစာချစ်ခင်ကောင်းမွန်တဲ့ဆက်ဆက်ရေးတွေနဲ့တိဆောက်လာခဲ့မယ်နော်အဲ့ဒီအချက်၄ချက်ရှိပါတယ်ဒီအချက်၄ချက်ကြုံလာပြီဆိုရင်တော့တင်ဟာဗေဒင်မေးစရာမလိုတော့ပါဘူးတင်ဟာဘဝမှာ level တစ်ခုကိုတက်ဖို့အတွက် ကောင်းရိုးချမ်းသာအေးချမ်းမှုတွေဖြစ်ဖို့အတွက်ကိုတင့်ဘဝတဆင့်မြင့်တင်လာခြင်းပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဆရာမကမေတ္တာဖြင့်ဝေမျှပေးလိုက်ပါတယ်ရှင်အားလုံးပဲကျမ်းမာချမ်းသာဘေးပြာဝေးကွာကြပါစေရှင်